ားလုံးမဲ့မင်္ဂလာပါဘေးရင်ရမကျူးသွားတယ်ကျွန်တော်မနောပေးတယ်အတိတ်နာကကိုသေးနဲ့ဟောကင်းတက်ပညာကိုလူလူတော်တော်များများစိတ်ဝင်စားကြမယ်ထင်ပါတယ်လာမယ့်နေ့မိတိကုံပစ္စည်းပေါ်များပါလေမိတိကုံပစ္စည်းကတော့ရှားပါလေတွေ့ကြည့်ကြပါတို့အနိကဆုံးယခုရောက်ဆက်ကောသာပြပြရတော့မနစ်ကကုံနေနဲ့ဆိုပါက ထောင်သွေ86ခုနှစ်ကဒေနံဖြစ်ပါပဲလာမယ့်နှစ်ဒေနံဆိုတာကတော့ထောင်သွေ89ခုနှစ်ပေါ့မီဒေနံသာဖြစ်ပါလေဂုံဒေနံအတွက်လို့တော့တိလို့တဲ့အမိဂုံမြတိမျိုး အမိကိုတတ်ဆိုင်ရာခဏတန်ဖို့များနဲ့ရင်သုံးချရပါမယ်ကုန်သေးတဲ့အတွက်တရားကိုတရားကြည့်ပါ။ဇရာမှာကုန်ပစ္စည်းမျိုးအမိအတွက်အခရာ မြန်မာလူပြင်းသုံးတဲ့သုံးလုံးအတွက်ဇရာနဲ့ဖော်ပြထားပါတယ်ဇရာကိုကြည်ကြည်အပြင်အခရာတို့ဤတန်ဖိုးကိုသိနိုင်ပါတယ်ဥပမာကျက်တုံဆိုလေကာခရာ9နဲ့တာခရာ6တို့တန်ဖိုးပေါင်းရင်15ရမှာဖြစ်ပါတယ်တွက်ချက်ဤကတော့ကွန်ပျူတာကဲ ်ကနန်းတံပိုးကိုတရားကိုကြည်ပြီးအရင်ဆုံးရှာဖွေပါကွန်ပျူတာကိန်းကနန်းတံပိုးကိုတည်ပြီးဆိုလေနံပါတ်2ကိုလေးနဲ့တည်လို့သောကာလာမြမကုနှစ်ကိုထပ်ပြီးပေါင်းပါကွန်ပျူတာတံပိုးနဲ့မြမကုနှစ်ပေါင်းခြင်းကိုသုံးနဲ့မြောက်ပါအဲ့ဒီမြောက်ဝါးကိန်းကိုကိုပြည့်ထပ်စားပါစားရတဲ့ကျွင်းကအဖြစ်သုံးမျိုးရှိပါတယ်။၃ညကျွင်း၊၆ကျွင်း၊၃ကျွင်းတို့ဖြစ်ပါတ အဖြေကတော့၃ညကျွင့်ရရှာ၆ကျွင့်ရပေါ့၃ကျွင့်တော့လက်ဖြစ်ပါတယ်။1989ခုနှစ်သဘာဝတည်တွက်ချက်ပုံကိုတရားကြည့်ပါ။ အကျဉ်းသုံးရတဲ့အတွက်ကိုမဘောမရှာအလေလက်ဖြစ်ပါတယ်နောက်တစ်ခါထောင်သော89ခုနှစ်ညီပဲသေးအတွက်ပုံကိုတရားကြည့်ပါညီပဲသေးရလေ အကျဉ်းဆုံးဖြစ်တဲ့အတွက်ကုမဘုံမရှလည်းလည်းဖြစ်ပါတခါထောင်တော့ရှိတဲ့ခုနှစ်ခုနေနန္ဒီတော်ဘုံကိုကြည်ပါ ခြောက်ကျွင်းတဲ့အတွက်ဒီနေ့ဟာနှမ်းသေးဟာအပေါ်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့နှမ်းသေးဟာကြမယ်ဟောရမှာဖြစ်ပါလေရှေးလင်ကာယရောက်တော့ကောတာတီဗီကလိုရကိန်းကုန်နော်သုံးနဲ့မြထုံးအောင်မမကိုနဝင်းနဲ့စာသုံးညကရှာစကားပေါ့တီသုံးအလက်မြဲမယ်လို့ဆိုပါတယ်အခြားကွန်ပျူတာနဲ့နေလေအတိတ်နာကကွန်ပျူတာတက်ကြသီးလို့လေ ကုန်ပစ္စည်းနဲ့အခရာတန်ဖိုးတွေနဲ့မိမိဘက်သားအတွက်ချက်နိုင်ပါတယ်။ဟာအလုံးမဲ့မိတ်ဆွေများရှင်နဲ့ချက်မိကြပါခင်ဗျာ။